ကထိန်အလှကိုလှပွင့်ရတာဟာတခြားနဲ့တခြားသောအလှနဲ့မတူတဲ့အတွက်မိမိတို့လှရတာလှရခွင့်ရတာကုသိုလ်ထူးတယ်လို့ဒီအချက်ကလေးကိုနည်းနည်းလေးပေါ်လာအောင်ပြောခြင်းပါတယ်အဲ့ဒါကို ပြောမယ်ဆိုလို့ရှိရင်သာသနာကွယ်တယ်ဆိုတာကိုအရင်ပြောမှရမှာ သာသနာကွယ်တယ်ဆိုတာကိုလူအများပေါ့လူအများဆိုတာဘုန်းကြီးတွေရောပါပါတယ်သာသနာကို9တောင်ဆိုပြီးတော့ပြက်ကြိန်နဲ့တွက်နေကြတယ်ပြက်ကြိန်နဲ့9တောင်ပြည့်ရင်ကွယ်မှာပေါ့အဲ့တိုင်းဆိုရင်တော့သူတို့ပြောတဲ့စကားလည်းဆိုရင်တော့เนาะ9တောင်မပြည့်ရင်မကွယ်သေးဘူးပေါ့เนาะအဲ့ဒါကြီးကမဟုတ်ဘူးသာသနာဆိုတာဘာခေါ်တာလဲလို့ကြည့်လိုက် သာသနာဆိုတာဖရာရဲ့အဆုံးအမကိုသာသနာလို့ခေါ်တယ်။ပါဠိစကလုံး သာသနာဆိုတဲ့စကလုံးကိုအဆုံးအမလို့ခေါ်တာ။အဘိဓါလမ်းကြည့်ရင်တွေ့လိမ့်မယ်။ဖရာကနေပြီးတော့ယဟန်တော်တွေကို ဆုံးမခဲ့တဲ့တရားတွေကိုသာသနာလို့ခေါ်တာ။အဲ့ဒီအဆုံးအမလိုက်တာတဲ့ပုံကိုရှိနေသေးလို့ရှိရင် သာသနာတည်တယ်လို့ခေါ်တယ်။ဒီအစုံအမကို လိုက်နာပဲသူ မရှိတော့ဘူးဆိုရင်သာသနာကွဲတယ်လို့ခေါ်တယ်။အဲ့ဒါကမှစာနဲ့ပင်နဲ့ညီတာ။အဲ့ဒီလိုအိဗယ်ယူလိုက်လို့ရှိရင်သာသနာဟာငါတော်ပြင်းမှကွဲမယ်ဆိုတာမဟုတ်ဘူး။ငါတော်မတိုင်ခင်လည်းပဲလိုက်နာမဲ့သူမရှိရင်ကွဲတယ်။ဒီလိုလေးအိဗယ်ယူလိုက်။အခုကြည့်လေ ကွယ်တဲ့နေရာကွယ်နေပြီလေရှိတဲ့နေရာရှိနေတာလေဒါထင်ရှားတာအမြဲတမ်းထင်ရှားတာအကွယ်တဲ့နေရာကွယ်နေပြီအခုငရုကထင်လူကြီးလှူနိုင်တယ်ဘာလို့လှူနိုင်တာတုံးဆိုငရုနေတဲ့နေရာမကွယ်သေးလို့ပဲဒါရှင်းရှင်းလေးပဲမကွယ်သေးလို့မလှူနိုင်လှူနိုင်လားကွယ်သွားရင်မလှူနိုင်ဘူးနော်ဟောအဲ့ဒီလိုလေးနည်းနည်းလေးကြည့်ရအောင်အဲ့ဒါနဲ့ပတ်သက်ပြီးတော့တချို့နေရာတွေမှာကထင်မရှိဘူး ဘယ်မှာမရှိဘူးကြည့်လေမဟာယာနမှာမရှိဘူးကဘာမှာဗုဒ္ဓဘာသာမဟာယာနကအများစုငရုထေရဝါဒဆိုတာက အနေစုနဲတာမှာတော်တော်ကိုနဲတာဟိုငရုထေရဝါဒကနဲယုံနေမှာဟုတ်ဘူးယဟိုမွဲရလဲမွဲသေးတယ်ဆိုကြနဲနဲရလဲနဲသေးမွဲရလဲမွဲသေးဆိုတော့ကဘာကမသိဘူးငရုထေရဝါဒဗုဒ္ဓဘာသာကမသိဘူး ကဘာကဗုဒ္ဓဘာသာဗုဒ္ဓဘာသာတို့သူတို့ပြောနေတဲ့ဇာတ်ကားတွေကမဟာယာနတွေကိုပြောနေတာကိုတရုတ်တို့ဂျပန်တို့ကိုရီးယားတို့လေအဲ့ဒါတွေကိုပြောနေတာအဲ့ဒီမဟာယာနမှာကတိမရှိဘူးမေးကြည့်ငါမေးကြည့်တယ်ကတိမရှိဘူးသူတို့ဂိုင်တာကွယ်ပြီးပေါ့ဟုတ်မလားမရှိတဲ့နေရာ မရှိတော့ဘူးလေမရှိဘူးသူတို့မှာအဲ့ဒါငါစဉ်းစားကြည့်တယ်ဘာလို့သူတို့မှာကတိမရှိတာလဲပေါ့ ကထင်ကခုနကငါပြောသလိုဆိုဝိနိပိတကကလာတာဝိနိပိတကကလာတော့ဒါဖြင့်မဟာယာနမှာဝိနိမရှိဘူးလားဆိုတော့မဟာယာနဘုန်းကြီးတွေတွေ့တဲ့အခါမေးကြည့်တော့ရှိတယ်ရှိပေမဲ့လိုက်နာတဲ့သူမရှိတော့ကဲဒါရှင်းတာဟုတ်တယ်မလားရှိပေမဲ့လိုက်နာတဲ့သူမရှိတော့မရှိတဲ့အတွက်ကြွယ်တာပေါ့မရှိရင်ကြွယ်မှာပဲလေနော်လိုက်တာချင်းသုံးတဲ့သူမရှိရင်ကြွယ်တာပဲ အခုဟာကိုဒါကိုပြောပြမလို့ကထိန်ကွယ်နိုင်တယ်ဆိုတဲ့အကြောင်းကိုပြောမလို့ကထိန်ကခုနဟိုအခန္ဓာမူလည်းပဲဆိုရတဲ့ပါပါတယ်မြင်းတို့ဟိုဖိဆာတယ်မှာလည်းရိုက်ထားပါတယ်ပူရိမဝါမထာမြောက်တော်မူကြသောသံဃာတော်တို့အားဆိုတဲ့စကားလုံးလေအဲ့ဒီစကားလုံးလေးကအဓိပ္ပာယ်ရှိတယ်သူကထာမြောက်တယ်လို့ခေါ်တာထာမြောက်တယ်ဆိုတာဘာခေါ်တာအောင်မြင်တယ်လို့ခေါ်တာ ဘယ်ကအောင်တာတုံးဆိုတော့ပူရိမဝါကအောင်တယ်လို့ဆိုတာဒိဗေနော်ပူရိမဝါဆိုတာကဘာတုံးတခါဆက်မိလိုက်ပူရိမဝါဆိုတာကဝါဆိုလာပြေကျော် တရက်နေ့ဝါဆိုတာကိုပူရိမဝါလို့ခေါ်တယ်ဝါဆိုကျော်ဝါဆိုလာပြေကျော်တရက်နေ့မှာမအလတ်လို့တုံးမဟုတ်ခยีသွားနေလို့ဝါမဆိုပြဘူးဆိုရင်ဝါကောင်လာပြေကျော်တရက်နေ့နောက်တလမှာလဲဝါဆိုလို့ရတယ်ဘုရားအခွင့်ပြုတာလား အဲ့ဒါကိုပိစိမဝါလို့ခေါ်တယ်ပူရိမဆိုတာကရှေ့ပိစိမဆိုတာကနောက်ဗမာပြန်လို့ရှိရင်အဲ့ဒီရှေ့နဲ့နောက်နဲ့ဝါဆိုတာနှစ်ခုထဲမှာနောက်ဝါဆိုတဲ့ဝါကုံလားပြကျော်တရနေ့ဝါဆိုတဲ့ဝါကကထင်ခင်းလို့မရဘူးဂိုင်းစီကန်းရတော့ပဲသွားပြီနော်ဝါဆိုလားပြကျော်တရနေ့ဖြစ်တဲ့ပူရိမဝါကို ဆိုပြမအဲ့ဒီကိုတော့ကထင်ခင်းလို့ရတယ်နော် အဲ့ဒါကကဝါဆိုတာရှိသေးတာနော်ဟိုထမြောက်မရောက်သေးဘူးထမြောက်ဆိုတာကသိလားထမြောက်တယ်ဆိုတာအဲ့ဒီကိုတော့ကဝါဆိုပြီးရင်အဲ့ဒီဝါတွင်းသုံးတာကာလပါလုံးဝါမကျိုးအောင်ဝါကျိုးရင်မထမြောက်တော့ဘူးလေဝါမထမြောက်ရင်ကတင်ခင်းလို့မရဘူးကဲဒါဒါဒီတစ်ချက်ထဲရှိတယ်နော်မင်းတို့ကောင်းနေကြည့်လိုက်ခုနကမဟာယာနတွေဘာကြောင့်ကတိမရှိတာတော့ငါလိုက်ရသူတော့ဝါမမစုံပဲသူလျှောက်သွားတာ ဝါရင်းဝါရင်းမြေဝါပါရလုံးရှိသူတို့ခရီးသွားနေကြကြပါလားမင်းတို့တွေ့ပါလိမ့်မယ်တိလားသူတို့ကလူတွေလိုပဲလေအင်ကြီးနဲ့ဘောင်းမင်းနဲ့ဝေးပြီးတော့အခန်းသားရှိမှဟိုအနီးကြီးချုံရတာလေအဲကခန်းသားပြီးပြန်ခောက်ထားတာဥစားကြီးကိုပြန်ခောက်အင်ကြောင်းရတော့ခောက်ထားတာအခန်းသားရှိတဲ့ခွာလေးပခုံးတော်တင်လိုက်တာပဲလေအဲ့ဒီတော့သူတို့မှာကဝါမမဆူပဲနဲ့ဝါမဆူရင်ဘယ်လိုလုပ်ထားမြောက်မှာတော့ဘယ်လိုလုပ်အောင်မှာတော့မအောင်မြင်ခင်းလို့မရတော့ဘူးလေကွာ ကဲဒါသာသနာ क्वे တယ်ဆိုတာအဲ့ဒါပြောတာဗျာ။ဟောသာသနာ क्वे တယ်ဆိုတာအဲ့ဒါ क्वे တာ။ခစ်ကပြောင်းလာပြီ။လူတွေခစ်ပြောင်းတယ်လို့ဘုန်းကြီးတွေပါပြောင်းလာတယ်။အပြောင်းလာရင်ဒီအရှိအဲ့ဒီဝါကမဟာယာနကနေပြီးတော့ထေရဝါဒမကူးဆက်ဘူးလို့မပြောနိုင်ဘူး။နောက်ပိုင်းကူးဆက်လာနိုင်တယ်။ကူးဆက်လာရင်ထမြောက်ပါမလားစဉ်းစားရတော့မှာပဲ။နော်။ထမြောက်မှမင်းတို့ခင်းလို့ရမှာလေ။မထမြောက်ရင်မင်းခင်းလို့မရဘူး။ အဲ့ဒါသာသနာကွဲတယ်ဆိုတာအဲ့ဒါပြောတာဗျာနော်ကွဲတယ်အဲ့ဒါပြောတာငါတို့မြန်မာနိုင်ငံမှာရှိနေတာကအဲ့ဒါထားမြောက်နေလို့နော်ထားမြောက်နေလို့မင်းတို့ခင်းလို့ရတာအဲ့ဒါကွဲတယ်ဆိုတာကိုလည်းမပြောဘူးမင်းတို့အတုပေါ်လာလို့ရှင်အစစ်ကကွဲတယ်ဒါဆိုဗမာစကားနော်အတုပေါ်လာရင် အစစ်ကွဲအတုပေါ်လာရင်အစစ်ကွဲလို့ရှိရင် အတုကပေါ်လာတဲ့အတွက်အစ်စ်ကွယ်တာမသိတာမထင်ရှားဘူးကွယ်မှမသိဘူးပေါ့ဘာလို့အတုရဲ့ကြံရည်တာလေအတုရဲ့ကြံရည်တာအဲကထိန်ကွယ်ရင်လေအဲ့ဒီတိုင်းကွယ်မှာမင်းတို့အတုကြံရည်မှာအတုအတုကြံရည်မှာကထိန်ပရိသေနေတဲ့ဥသိဘောင်ဘောင်နေတိတာမဟုတ်တာကြီးတော့ကြံရည်မှာနော်ကျွေးတာမွေးတာတွေအဲ့ဒါတော့ကြံရည်မှာပဲခွန်းလာကပြောတဲ့ဝီနီစည်းကနဲ့အညီခင်းတဲ့ကထိန်ကတော့ ဝိနည်းစည်းကအတိုင်းယဟန်ကလိုက်နာခြင်းသုံးမှမင်းတို့ခင်းလို့ရမှာယဟန်ဖြစ်တဲ့ပုဂ္ဂိုလ်ကမှဝိနည်းစည်းကအတိုင်းလိုက်နာခြင်းသုံးမှုမရှိတော့ဘူးဆိုရင်အစစ်ကကွဲသွားပြီအတုကတော့ကြာမှာပဲအတုကတော့နောက်9000ကိုကမှပုံပဲ9000 6000ထိအောင်ကြာမှာငါထင်တော့နော်9000မကဘူး9000 6000ထိအောင်ကြာမှာပဲအဲအဲ့ဒါလေးကိုသတိထားရမယ်ငါတို့မြန်မာနိုင်ငံသူနိုင်ငံသားတွေရောမြန်မာနိုင်ငံကဖုန်းကြီးတွေရောဒါလေးကိုငါတို့ကဂုံယူရမှာ ိုငါတို့မကွဲအောင်တားထားနိုင်တယ်ပေါ့နော်ထင်းထင်းထားနိုင်တယ်ဆိုတော့ဒါလေးကိုယူရမှာသူတို့မှအဲ့လိုမထိန်းနိုင်တော့ဒါခင်မိလာလေဒါပြဿနာတွေ့လေပဲမြတ်စွာဘုရားကအဲ့ဒါဒီကြိုးမြင်တယ်ကွာမြတ်စွာဘုရားကပထမအစောသောပိုင်းတုန်းကယဟန်တွေအတွက်သိခါဖို့မပြည့်ညက်ဘူးစီကံနေလေမကြည့်မညက်ဘူးဒီတိုင်းနေပဲဖရီးလွတ်ထားတာနော်ဖရီးလွတ်ထားရတာနေပြီးတော့နောက်ပိုင်းပြဿနာတွေတက်လာတယ် က်လာတဲ့အခါကျတော့မြတ်စွာဘုရားကိုရှောက်တယ်။မြတ်စွာဘုရားအခုရဟန်းနေရဲ့နေပုံထိုင်ပုံနဲ့ကြည့်မှဆိုရင်တော့စီလီကန်လေးပေါင်းတတ်ပြီးမှရတော့မှလို့ရှောက်တာ။ရှောက်တဲ့အခါကျတော့ဘုရားကဘာပြန်ပြောတယ်မှလို့အခုအချိန်မကြာသေးလို့ငါဘုရားကမပြည့်ညက်သေးတာတဲ့။နောက်အချိန်ကြာလာရင်ငါပြည့်ညက်မှာပါလို့ဘုရားအဲ့လိုပြောတာ။နော်။အဲ့ဒီဖေဟာပြောတဲ့စကားထဲမှာဘာလေးပါတော့ဆိုရင်ငါတပည့်ယဟန်တွေ ဘုဒ္ဓတရမြားလာမှာကြွယ်ဝလာမှာတဲ့နော်ယဟန်ဒီဘုဒ္ဓမြားပြီးတော့ကြွယ်ဝလာလို့ရှိရင်တောင်လုံးမြောက်လှောက်ရောက်လို့ပါနော်လို့ရင်ဖခင်ကပြညာတော့မှာအဲ့ဒီလိုမလုံးနဲ့ဆိုလောရတော့မှာလေအဲ့တော့အခုလောလောဆယ်ဆယ်တော့တဲ့ဖခင်ပြစ်ခါသားကလေယဟန်ဒီကဘုဒ္ဓမကြွယ်ဝသေးဘူးတဲ့မကြွယ်ဝသေးတဲ့အတွက် သက္ကဘုဒ္ဓညာဆရာမလို့သေးဘူးတဲ့နောက်တစ်ချိန်ငါရဟန်းတွေတပည့်တွေဘုသူတ္တရကျော်ဝလာတဲ့အချိန်ကြလို့ရှင်တော့ငါဖះပြင်းညာရမှာလို့ကြိုးပြောခဲ့တာဒီစကားနော်ဖះကြိုးပြောခဲ့တာ